မင်းညာကကစားခဲ့တဲ့အိုင်ယာလန်နဲ့ပွဲမှာအနေကပ်ပြခံခဲ့ရတဲ့စီယိုနီတို့ဟာကမ္ဘာပလောက်အုပ်စုအဖွဲ့ပွဲကိုပွဲပယ်ခံရမှာလည်းဖြစ်ပါတယ်ပေါ်တူဂီသင်းကောင်းဆောင်တိုက်ဆင်မှုစီယိုနီတို့ဟာမင်းညာကရှင်ပြန်ကစားခဲ့တဲ့အိုင်ယာလန်အသင်းနဲ့ကမ္ဘာပလောက်ချေစစ်ပွဲမှာအနေကပ်ပြသခြင်းခံခဲ့ရတာကြောင့်ပေါ်တူဂီအသင်းချေစစ်ပွဲအောင်မြင်ခဲ့ရင်2026ကမ္ဘာပလောက်အုပ်စုအဖွဲ့ပွဲကိုပွဲပယ်ခံရမယ်လို့သိရပါတယ် အိုင်လန်နိုင်ငံဒပ်လင်မြို့မှာရှင်းပြန်ကစားခဲ့တဲ့ကမ္ဘာပလားခြေစစ်ပွဲမှာအိုင်လန်တင်းကတိုက်စစ်မှုပါရော18မိနစ်နဲ့45မိနစ်တို့မှာသွင်းယူခဲ့တဲ့သွင်းကိုတွေနဲ့နိုင်ရရှိခဲ့ပြီးစီယိုနယ်တိုက62မိနစ်မှာပြိုင်ပွဲနောက်ခံလို့ဒါရာအိုရှီယားကိုတောင်နဲ့တွက်ခဲ့တာကြောင့်အနီကပ်ပြထုတ်ပေးခြင်းခံခဲ့ရတာပါဒီနီကကရော်နယ်ဒိုအတွက်လေဝေးစင်သားမပွားမှာပထမအဆုံးပြတ်သားခံရတဲ့နေကပ်ပြမှတ်တမ်းဝင်ခဲ့ပြီး226ပွဲမြောက်ရှင်မြန်ကစားခဲ့ရမှာပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။မင်္ဂလာပါ။ မြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘောရီဘက်လာပါပြီ။စီယိုနဲ့တို့ဟာကလပ်တင်ကစားသမားဘွားမှာတော့နေက73ချိန်ပြသချင်းခံခဲ့ရဘူးကြောင့်သိရပါတယ်။ FIBA ရဲ့စီမင်းရစီယိုနဲ့တို့ဟာဒိုင်ယနီကက်ပစ်တန်အတွက်ပြိုင်ပွဲတွင်ပွဲစဉ်တွေမှာအ ਨੇ စုံနှစ်ပွဲပဲပစ်တန်ကြခံရမှာဖြစ်တာကြောင့်ပိုတူဂီသီးရဲ့နောက်ဆုံးကမ္ဘာပလာခြေစစ်ပွဲနဲ့2026ကမ္ဘာပလာအုပ်စုအဖွဲ့ပွဲစဉ်ကိုပွဲပယ်ခြင်းခံရမှာလည်းဖြစ်ပါတယ်။ပိုတူဂီသီးရခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ကိုအင်ကွင်းမှာအာမေးနီးယားတင်းနဲ့ရှင်ပြန်ရမှာဖြစ်တာကြောင့်ခြေစစ်ပွဲအောင်မြင်မှုတည်ကြတဲ့လောက်ဖြစ်နေပါတယ်။